တတောင်းလို့ရှင်တနေ့ဆောင်းတောင်းဆဲကအရင်ကိုရကအတူအဲ့ဒါဒင်းသုံးချက်ဖောင်ခင်းရတာအင်းလာကရှိတာလို့ပြက်လို့မရအောင်အဲ့လိုကဖဲအဲ့ဒါကြောင့်အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုင်လိုက်ပါရနော်ဒီနေ့ video file မှာတော့ကျွန်တော်ကဒီအမေ OE တယောက်ကပေါ့နော်သူ့ရဲ့တားစီကနေပြီးတော့မှပတ်စံချီးယူတဲ့အခါမှာပေါ့နော်အတိုးနဲ့ချီးယူရတဲ့အကြောင်းကိုပြပြထားတဲ့ video file ကိုကျွန်တော်ဒီနေ့ပြန်လည်ပြီးတော့ share လုပ်ပြီးတောင်းပါပါ အဲဒီ MAOE ကသူကအသက်တော်တော်တော်ကြီးနေပြီအဲသူတယောက်တည်းဒီလောက်ကန်စားတောင်းနေရတယ်ပေါ့နော်သူ့မှာဒါသမီးဘယ်နှယောက်ရှိတယ်မရှိတယ်ဆိုတာလေကျွန်တော်တို့တော့အတိအကျမသိဘူးဒါပေမဲ့သူရှိတဲ့ဒါသမီးတယောက်ကသူလောက်ကန်စားတောက်ဖို့အရင်အနည်းပေါ့နော်အဲ့ဒီဒါသမီးရှိကနေပြီးတော့မှာပတ်စံချီးယူရတယ်လို့ပြောပါတယ်အဲချီးတဲ့အခါမှာလည်းသူ့ရဲ့သားကပေါ့နော်အလကားမပေးဘဲနဲ့အာဒီအတိုးနဲ့ယူပြီးတော့အာပေးတယ်လို့ပြောတယ်ပေါ့နော်အဲကိုယ့်ရဲ့အမေအရင်ဖြစ်နေတာတော့မှာအတိုးနဲ့ ဘာကြောင့်ယူတာလဲဆိုတော့ကျွန်တော်တို့လည်းအတိအကျမသိဘူးဒါဒီမေးသူရင်ဖွင့်ထားတဲ့ view file ကိုပေါ့နော်ကျွန်တော်တို့အတူတူကြည့်ရမှာဖြစ်ပါတယ်စိတ်ဝင်စားနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ like ခဲ့ပေးဖို့ like ကြည့်ပေးဖို့ဖိတ်ခေါ်ကြပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့သွားပြီးတော့အဲ့ဒီ view file လေးကိုကြည့်လိုက်ကြအောင်လေနော်ဆက်ဆက်ကတော့ပေးသားမှာဒါကထုတ်ပေးမှာကျွန်တော်73ရက်နော်လို့ဒါကပြောတယ်အေးဟုတ်တယ်73ရက်တောင်းလို့ရှိရင်ဒီနေ့ဆောင်းတောင်းဆဲကအရင်တို့ရက်ကအတူအဲ့ဒါဒီ36ထောင်ခင်ရတာအင်းလာကရှိတာလို့ပြတ်လို့မရအောင်အဲ့လို့ ခက်ခဲပါအဲ့ဒါကြောင့်အဲတခုရှိတာကကြတော့ကျွန်တော်တို့ဒီစကပုံလည်းရှိတယ်စာစုလည်းရှိတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့ဒီတာသမီမကောင်းရင်မိဘကောင်းပေါ့နော်မိဘမကောင်းရင်တာသမီကောင်းအဲ့ဒီစကပုံကဒါစာစုလည်းရှိတယ်လို့စကပုံလည်းရှိတယ်ပေါ့နော်အာဒီမိဘမကောင်းတဲ့အခါမှာဒီတာသမီကောင်းဆိုတာကတော့တော်တော်တော်တော့အဖြစ်မများကြဘူးဒါပေမဲ့ဒီတရားရဂိုင်းတို့မှာအာတစ်ဆယ်ရာခိုင်နှုန်းလောက်တော့ရှိကောင်းရှိနိုင်မယ်အာတာသမီမကောင်းမိဘကောင်းတော့ဒါတရားရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းလောက်ရှိကြနိုင်မယ်ပေါ့နော်အဲ့ဒီအထက်ကမှကျွန်တော်ကဒီ ပြန်ပြီးတော့ဒီ video နဲ့ပတ်သက်ပြီးတော့တစ်ချက်ကြည့်ရမှာကဒီမိဘမကောင်းလို့ဒီသားသမီးကလည်းအာဒီလိုမျိုးပေါ့နော်အာပြန်ပြီးတော့လောက်တာလားဆိုတော့အဲ့လိုမျိုးလည်းကြည့်ကြရရှိတယ်တချို့ရှိကြပါတယ်ဒီသားသမီးတွေကအရင်ကောင်းနေပေမဲ့တချို့မိဘတွေကဒီအာအလောင်းကစားပေါ့နော်အဲတခြားသောအကြောင်းအရာတွေအများကြီးအာကျွေးတွေယူထားပြီးတော့အများကြီးရှိပါတယ်အဲ့လိုမျိုးသားသမီးတွေပေါ်စိုးတွန်းနေတဲ့မိဘတွေလည်းအများကြီးရှိတယ် အဲတာသမီတွေကလိန်မာပြီးတော့မိဘတွေကစိုးစွမ်းနေရတယ်အများကြီးရှိတယ်။အာမိဘတွေကကောင်းနေပြန်တော့လေတာသမီတွေကစိုးစွမ်းနေတယ်အများကြီးရှိတယ်ပေါ့နော်။အဲ့ဒါတွေကတော့အားလုံးပဲကျွန်တော်တို့ဒါလူပတ်ဝန်းကျင်မှာအများကြီးကြုံတွေ့ဖူးကြမှာပါနော်။ဆိုတော့အဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အာဘယ်လိုမျိုးထင်မြင်ချက်ကိုပေးခြင်းလဲဆိုတာကိုလည်းအာထင်မြင်ချက်ကလေးတွေပေးလို့ရပါတယ်။အဲကျွန်တော်အထင်ကတော့ဒါကျွန်တော်တို့ဒီသူတို့တာသမီတွေမိဘချားမှာကျွန်တော်တို့ဒါဝင်ပြီးတော့ အကြည့်လို့မရနိုင်ဘူးပေါ့နော်အတွင်းကြကြတိမှကျွန်တော်ဝေဖန်လို့ရမှာတာသမီကလည်းဘာလို့ဒီမိဘကိုပတ်သက်ရှိတဲ့ခါမှာဒီအတိုးနဲ့ကြီးရတာလဲပေါ့နော်အမိဘကလည်းဘာတွေဒီအပြစ်လောက်ထားလဲတာသမီဘုံကဘာတွေမကောင်းထားလဲဆိုတော့လေကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်တကယ်လို့မိဘကောင်းတယ်တာသမီကမကောင်းဆိုလို့ရှိရင်တော့ဒါဒီတာသမီကဒါငွေရကြိုးမနဲ့တဲ့တာသမီပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးနှစ်လမ်းနဲ့တော့ကျွန်တော်တို့မျှပြီးကြီးလို့ရတယ်ကျွန်တော်တို့ကဒီအတွင်းကြကြတော့တို့တာသမီနှစ်ယောက်ကြမှာကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်အတွင်းကြကြတိတာတော့တို့တာသမီနှစ်ယောက်ပဲသိလိမ့်မယ်ဆိုတော့အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ထင်မြင်ချက်ယူဆချက်ကလေးကိုပေါ့နော်ကျွန်တော်ရဲ့ comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးခဲ့နိုင်ပါတယ်အဲကျွန်တော်ဝင်ပြီးတော့အဖတ်ကြည့်မယ်ပေါ့နော်ဆိုတော့အဒီနေ့ video လေးကိုအကျွန်တော်ရဲ့ YouTube လိုက်ပြီးတော့အစားဆုံးကြည့်ပြီးတဲ့အတွက်ကောအကိုယ့်ရဲ့ထင်မြင်ချက်ကလေးကိုရေးပြီးတဲ့အတွက်ကောနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်အာနောက် video တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကဲအားလုံးပဲဖိုင်ပါပါခင်ဗျာ